ဂျာကင်မာယူနိုက်တက်ကိုရောက်ရှိလာတော့မယ်ဘရိုင်ယန်အန်ဘူမူဒီနေ့များအားလုံးပဲမင်္ဂလာပါခင်ဗျာ United Diary for Science ကနေပဲကြိုဆိုပါရစေအဲ့တော့ကျွန်တော်အခုကြပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ကဘရိုင်ယန်ဘူမူနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကိစ္စပဲဖြစ်ပါတယ်အဲ့တော့ဘရိုင်ယန်အန်ဘူမူကိုဒါကျွန်တော်တို့ United ကခေါ်ယူဖို့အတွက် Brentford အသင်းနဲ့ဒါညှိနှိုင်းတဲ့ခါမှာနှစ်သင်းကြားမှာကျွန်တော်ညှိနှိုင်းဆွေးနွေးမှုတွေကကျွန်တော်တို့ကဒန်ဒီဖြစ်သွားပြီတကယ်ကို confirm ဒါလို့ပြောလို့ရတဲ့အခြေအနေကြီးဖြစ်သွားပြီခင်ဗျာအဲ့တော့သူတို့နဲ့ နှစ်သိန်းချားပေါ့နှစ်သိန်းချားမှာဒါကျွန်တော်ဆွေးနှိုင်းညှိနှိုင်းဆွေးနွေးလို့ရခဲ့တဲ့ဒါပြောင်းရွှေ့ကြီးကတော့ပေါင်တန်းပေါ့နော်စတာလင်ပေါင်ဒါ63တန်းလို့သိရပါတယ်အဲ့တော့ဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဒါ Brian Abu Moon နဲ့ပတ်သက်တယ်ကျွန်တော်တို့ဒါအပိုစုဂျေးတွေအတွက်ကိုတော့နှစ်သိန်းကဆက်လက်ပြီးတော့ဆွေးနွေးနေတယ်အဲ့တော့ United အနေနဲ့က Brian Abu Moon ကိုဒါစာချုပ်ကတော့9နှစ်ပေါ့နော်9နှစ်ဒါအောင်မှ plus တစ်နှစ်ပေါ့နော်တက်တန်းတိုးခွင့်ပါတဲ့စာချုပ်နဲ့သူတို့ဟာ ချုပ်ဆိုမယ်ဒါအပြင်ကိုမှသူတို့ဒါလိုအပ်တဲ့အပူစုကြီးတွေကိုတော့ဒါနှစ်ပင်းကြမှာထပ်ပြီးတော့နှိမ့်နိုင်ဆွေးနွေးနေတာလည်းဖြစ်ပါတယ်အဲ့တော့ Brian Ambumo အနေနဲ့က United မှာတနည်းလောက်ခလာစားအနေနဲ့တပတ်ကိုပေါ့နော် Starling ပေါင်တသိန်းခွဲပေါ့နော် Matthias Cunha နီးပါဒါရရှိသွားမဲ့ပုံစံမျိုးကိုကျွန်တော်တို့ United ကထုတ်ပြန်ထားတာကိုလည်းကျွန်တော်တို့တွေ့မြင်ရမှာလည်းဖြစ်ပါတယ်အဲ့တော့ Brian Amumu နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေကိုကျွန်တော်တောက်လျှောက်တင်လာခဲ့တယ်မှာခုမှပဲကျွန်တော်တို့ Dandy ဖြစ်သွားတယ် Dandy ဖြစ်သွားတဲ့နောက်မှာဒီအပိုစုကြီးနဲ့ပတ်သက်ပြီးတော့မဆွေးနွေးကဒေးခင်မှာပဲဒါကစားသမားအနေနဲ့က United ကိုလာရောက်ပြီးတော့စစ်စစ်ဖို့အတွက်အသင်ဆောင်ဆိုင်နေပြီလို့လည်းသိရပါတယ်အဲ့တော့အခုကျွန်တော် Brian Amumu ရဲ့အပြောင်းရွှေ့ကလည်းပြီးတော့ဖြစ်သွားပြီရှေ့မှာလည်း Marius Cunha ကိုခေါ်ယူပြီးသွားပြီဖြစ်တဲ့အတွက်ဒါကျွန်တော်တို့က United အနေနဲ့ဒီကစားသမားနှစ်ယောက်ရဲ့တိုက်စစ်စုဖွဲ့မှုကိုကျွန်တော်တို့ အဲအားကိုးလို့ရပြီအဲ့တော့ထပ်ပြီးတော့ဒါသူတို့နှစ်ယောက်ရရှိမှာပေါ့နော်နံပါတ်9ရိုးအနေနဲ့ကစားဖို့အတွက်ကိုနောက်ထပ်တိုက်စစ်မှုစစ်စစ်တရားကိုထပ်မှန်ပြီးတော့စူးစမ်းတောင်းမှလည်းဖြစ်ပါတယ်အဲ့တော့အာကျွန်တော် United အနေနဲ့ဘယ်တိုက်စစ်မှုကိုခေါ်ယူဖို့အတွက်ထပ်ပြီးတော့စူးစမ်းတောင်းမလဲဆိုတော့ဆက်လက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးကသတင်းထွက်နေတဲ့အာကျွန်တော်တို့ Peter Yogres လားဒါမှမဟုတ် Peter Osimhen လားဒါမှမဟုတ် RDT Kila အဲ့တော့ဒီလိုကစားသမားတွေတဲကဘယ်ကစားသမားကဒါ United ကိုရောက်ရှိလာမလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဒါစောင့်မျှော်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ထွန်းဒေသာပါ